ောကမှာအကောင်းဆုံးအရာသာတစ္ဆာမှန်တာကိုပြောတဲ့တစ္ဆာစကားဘာဖြစ်လို့ကောင်းတဲ့အရာသာပြောတာလဲလို့ဆိုလောကလူတွေဟာမှန်တဲ့စကားကိုပြောနေလို့ရှိရင်လွယ်မြတ်တဲ့ပင်တောင်ဆေးဘက်ဝင်နေဆိုမလားဝစီတစ္ဆာနဲ့ပြောရင်အရာခတ်သိမ်းကိုအကုန်အောင်မြင်နိုင်တယ်ဒါကြောင့်မလို့သူလို့ကောင်းတဲ့အရာသာ ဘယ်တော့မှဤမသွားဘူးဝက်သားစားရင်ဤသွားမယ်ချိုးလေးစားရင်လည်းဤသွားမယ်အချင်းတွေလည်းကြာရှည်မစားနိုင်ဘူးဒီပြင်အရသာတွေကအတိုင်းတာအကန့်အသတ်နဲ့ကြီးပဲမှန်တဲ့စကားဟာအချင်းတရားပြောလေအရသာမပြက်ဘူးဟုတ်ကဲ့လားအချင်းတရားပြောလေအရသာမပြက်ဘူးရလာတဲ့အကျိုးအရည်ပဲအမတန်ကြီးမားတယ်လူသားကိုမဆိုထားပြီဘုရားအလောင်းလေးငုံဖြစ်စဉ်ကနေပြီးတော့မိတွေလောင်းလာတဲ့အခါကျတော့ 慢来，不要来得。